Hi 皆さんこんばんは。ねです。私はディニーレインフォーミナの日本語グラマーサウテが第38課あかんとの詩を冊びよ share しておいてもらってます。ディニーレは私ね、あととたびよ離れちゃめぽ。チャンネルがディニーのビデオ台を漏れたちもそう言チャンネルを subscribe でノティフィケーションをしてあげてよばれ。こちら SMG でお知しでそうするしね、コメントも入れてよやれぽ。なびろ、ミャンマー人間が逃げてそうするしね、VPN で検知ビデオ request しておきやし。 ကဲဒါဆိုရင်ဒီနေ့ရဲ့တင်ကစားတွေကိုဆက်ပြီးတော့လေ့လာကြမယ်နော်ကဲဒီနေ့ကတော့အခန်း38ကိုဆက်ပြီးတော့ share လုပ်ပြီးတော့မှာဖြစ်ပါတယ်။အခန်း38မှာလည်းဝတိရှိတို့ဒီအာ grammar pattern တွေကိုမေးတဲ့အခါဒါမှမဟုတ်ရှင်ရ reading တွေမှာလည်းအသုံးဝင်နေ ဒီစကားစပ်ပုံစံမျိုးလေးတွေပေါ့နော်အဲ့ဒါလေးတွေကိုအဓိကထားပြီးတော့လည်လာရမယ်ဒါတွေဒီအရေးပါပါတယ်တော်တော်လေးကိုအရေးပါပါတယ်ဒါကြောင့်မလို့ဒီချာလေးရောလိုက်ကြည့်စီချင်ပါတယ်အခန်းတော်လေးရှိသည်အဲ့ဒါပထမအဦးဆုံးဒီနော်ဝနော်ဝဆိုတဲ့ဟာလေးဒီမှာတော့နော်ဝနော်ကနော်ဦးဆိုပြီးသုံးခုတင်ရမယ်ပေါ့နော်ပထမအဦးဆုံးကနော်ဝနော်ဝကိုဝတ္တိရှိတို့ကဘယ်လိုဘာသာပြန်မလဲဘယ်လိုနေရာမှာသုံးမလဲဆိုရင်သူ့ကိုဘက်တာကဘက်ချင်းကဆိုပြီးဘာသာပြန်မယ် အာသူဒီနည်းနည်းလေးဆန်ဆန်ဆန် statement ဆန်ဆန်ဖော်ပြတဲ့အခါမျိုးတွေမှာသုံးတယ်ပေါ့နော်တခုခုကိုတီးခြားပြောလို့တဲ့အခါမျိုးတွေမှာသုံးတယ်သူ့ရဲ့နောက်မှာဆိုရင် adjective တွေပဲလိုက်တယ်အဲ့တော့ဘယ်လိုပုံစံမျိုးလဲဆိုရင်တော့ဥပမာထားပါတော့ဝတ္တိရှိတို့ကအာအတိရွက်ကြီးက သီးရဆာချင်းကဂျမ်းမာကြီးအတွက်ကောင်းနေဟလာမနဲ့စောစောလမ်းလျှောက်တာကဂျမ်းမာကြီးအတွက်ကောင်းနေအဲ့လိုမျိုးကွာရှေ့ကနေပြီးတော့အာဒီတခုခုကိုတီးကြဖော်ပြတာဒါကြီးအတွက်ဒါကတော့ကောင်းနေဆိုတဲ့ပုံစံမျိုးအဲ့လိုမျိုးပုံစံမျိုးတွေကိုပြောချင်တဲ့အခမျိုးမှာနော်ဝါလေးကိုသုံးနေအဲသူ့ကိုအောက်ကနော်ခရီနော်အိုးတွေနဲ့မှားစရာအကြောင်းမရှိဘူးဘာလို့လဲဆိုရင်သူ့ရဲ့နောက်မှာဒီ http လိုက်တယ်နောက်ကသူ့ရဲ့ဒီနော်ဝါရဲ့နောက်ကစာကြောင်းကြီးကိုအထုပြုပြောတယ်နောက်မှာလည်းဘာပဲလိုက်တယ်ဆိုရင် http လိုက်တယ်အဲ့လိုက် တဲ့ HTTP တွေကလည်းများများဆားๆမရှိဘူးဒီခုနှစ်လုံးပဲလိုက်မှာအဲ့တော့ Nova ရဲ့နောက်မှာ HTTP လိုက်မယ်ခုနှစ်လုံးပဲရှိမယ်သူဒီ success statement ဆန်ဆန်ဖော်ပြတဲ့အခါမျိုးတွေမှာသုံးတယ်ဟုတ်ပြီဘာတွေလဲဆိုရင် Kimochika Edas Omoshiro Edas Danoshi Edas Muzukashi Edas Dihan Des, Abunai Des, Muri Des ဆိုပြီးတော့ခုနှစ်လုံးအဲ့ခုနှစ်လုံးပဲလိုက်ကြ။ဒါဝယ်တဲ့ရှိရမှတ်လို့ကောင်းဒီလိုမျိုးလေးရေးပေးထားသေးတယ်။ကိုစိတ်ပျော်ရွှင်ဖို့အတွက်စိတ်ဝင်စားစရာကောင်းပြီးပျော်စရာကောင်းမယ်ဆိုရင်ခက်ခဲပင်ပန်းပြီးအနေများတယ်ဆိုရင်တောင်မှ Muri Des ဒီလိုမျိုးလေးမှတ်ထားပါတော့ဒီခုနှစ်လုံးကိုအဲကြောင့်အဲ့ဒီခုနှစ်လုံးလိုက်မယ်သူရဲ့ရှစ်မှာတော့အကုန်လုံးဒီ plain found လိုက်တယ်အဲ့ဒီမှာချင်းချက်အနေနဲ့နားနဲ့နောက်မှာတော့ဝတိရှိတို့ plain found ဆိုရင်ဓာကွာဒါပေမဲ့ဓာမထည့်ပဲနဲ့နားအတိုင်းပြန်သုံးတယ်နား adjective နား nowa now na nowa ဆိုပြီးပြန်သုံးတယ်အဲ့တော့ပထမအဦးဆုံးတည်ရမယ့် nowa လေးဒီ better က batching ကတခုခုကိုတီးကြပြောလို့တဲ့အခါမျိုးမှာသုံးတယ်ဆဆန်ဆန် statement ဆန်ဆန်ဖော်ပြတဲ့အခါမျိုးတွေမှာသုံးပြီးတော့သူ့ရဲ့နောက်မှာ adjective ခုနှစ်လုံးပဲလိုက်မယ်ပေါ့ အဲ့တော့ဝတ္တိယရယ်လီဆက်ဖက်ပြမယ်နော်ကိုရိုမိုအိုဆိုဒါဆွန်နော်ဝတိုင်ဟန်ဒက်စ်ကလေးကိုပြုစုပြိုးထောင်ရတာကတိုင်ဟန်ဒက်စ်မလွယ်ကူဘူးအဲ့တော့မလွယ်ကူဘူးဆိုတဲ့အကြောင်းအရာကိုအဓိကထားပြောချင်တာသူ့ရဲ့နောက်ကဒီအကြောင်းအရာကိုပြောချင်တယ်ပြီးတော့တိုင်ဟန်ဒက်စ်ဆိုတဲ့ adjective လေးပါတယ်ပေါ့နောက်တစ်ခုဒန်ဝါရှိနာငါရအွန်တန်ဆူရိုနော်ဝအဘူနိုင်းဒက်စ် ဒန်ဝဆိုတဲ့ဖုန်းရှင်းနာငါရပြောရင်းနဲ့ဖုန်းပြောရင်းနဲ့ buff ကို mask ဖြုတ်နာငါရဆိုရင်တခုခုကိုလုံရင်းနဲ့လို့ပြောတယ်လေအဲ့တော့ဖုန်းပြောရင်းနဲ့ on dance ဆိုလို့တော့ကဒီကာမောင်းနာကအာဘူးနိုင်တဲ့အနေရများတယ်အနေရများတယ်ဆိုတဲ့အကြောင်းအရာကိုအဓိကထားပြောချင်တာနောက်ကစာကြောင်းကိုဥတီပြောတယ်အချစ်ချစ်ချင်းမပါတဲ့အာဘူးနိုင်ကြီးလိုက်တယ်နောက်တစ်ခုဝါဒချီကဟိုရှိနော်ဝါအီတာလီယားနိုကုဆိုဒက် ကျွန်တော်လိုချင်တာကအီတလီနိုင်ငံတို့ဖက်နယ်ဖြစ်ပါတယ်။သူလိုချင်တဲ့အကြောင်းအရာအဓိကမေးရန်ဒီနောက်မှာဒီနောက်ကစာကြောင်းကိုအထူးပြုတယ်ပြီးတော့ သူနဲ့သက်ဆိုင်တဲ့ HDD လိုက်တယ်ပေါ့နော်ဒီမှာတော့ HDD လိုက်တာမျိုးမဟုတ်ဘဲနဲ့စာကြောင်းနှစ်ကြောင်းရဲ့အလယ်မှာကျွန်တော်မလုပ်ချင်တာကတော့ဒီလိုမျိုးဖြစ်ပါတယ်ဆိုပြီးတော့ဒီလိုမျိုးစာကြောင်းနှစ်ကြောင်းရဲ့အလယ်မှာလည်းသုံးစီရဲဆိုပြီးဒီအောက်မှာအနီလေးနဲ့ထပ်ပြထားတယ်ပေါ့အဲ့တော့ Nova ရဲ့နောက်မှာလိုက်မှဒီ HDD ခုနှစ်လုံးပဲလိုက်တယ်အဲ့ဒါအပြင်သူဒီစာကြောင်းရဲ့အလယ်မှာဒီလိုမျိုးပုံစံမျိုးနဲ့လည်းထပ်ပြီးသုံးလို့ရသေးတယ်ပေါ့ကျွန်တော်လိုချင်တာကကျွန်တော်ပြောချင်တာက DRDR ဖြစ်ပါတယ်ဆိုပြီးနောက်ကအကြောင်းအရာကြီးကိုဥတီပြောချင်တဲ့အခါမျိုးမှာလည်း Nova လေးကိုသုံး င်နေပေါ့နောက်တစ်ခုကနော်ကနော်ကတော့ဘက်တာကိုဘက်ရတာကိုသူကလေအာတစုံတစ်ခုကိုလှုပ်ရတာကိုသဘောကျတယ်သဘောမကျဘူးအားတာတယ်အားနေတယ်ပြီးရင်လွေတယ်ခက်တယ်ပေါ့နော်ကိုယ့်ရဲ့စိတ်ကထင်မြင်တာတရားရောက်အပေါ်မှာကိုယ့်ရဲ့စိတ်ကထင်မြင်တာတော့ပြီးရင်ကိုယ့်ရဲ့အားတာချက်အားနေချက်တွေ ကိုနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုပြောချင်တဲ့အခမျိုးတွေအခြားသူတရားရောဆိုရင်လည်းအခြားသူနဲ့ပတ်သက်တဲ့ဒီသူ့ရဲ့အရေးသွေးလို့ပြောရမှာပေါ့နော်ကိုကြီးကိုသွေးတွေကိုပြောချင်တဲ့အခမျိုးမှာနော်ကလေးနဲ့သုံးတာများတယ်သူ့ရဲ့နောက်မှာက HD ရော Bath your light တဲ့သူကတော့ share အကြောင်းအရာကိုအထူးပြုတယ်အာ ဘာတကြီးတို့ပါတီကယ်ဝါနဲ့ခလိုပဲကပါတီကယ်ဝါဆိုရင်နောက်ကအကြောင်းအရာကိုအထူးပြုတယ်ပါတီကယ်ခဆိုရင်တော့ရှေ့ကအကြောင်းအရာကိုအထူးပြုတယ်အဲ့လိုပဲနော်ကလေးရလေရှေ့ကအကြောင်းအရာကိုအထူးပြုပြီးပြောချင်တာအဲ့ဒီမှာမှသူ့ရဲ့ရှင်မှာလိုက်မှာဒီ dictionary found but dictionary found နော်ကတမျိုးတွေပဲလိုက်မယ်ပေါ့အဲ့တော့နော်ကဘတ်တာကိုဘတ်ရတာကိုဒီစုံတစ်ခုကိုလုံးရတာကိုသဘောကျတာအားနေတယ်အားတာချက်တွေပြောတယ်လွှဲတာခက်တာကြိုက်တာကိုယ့်ရဲ့စိတ်ကထင်မြင်ချက်တွေကိုပြောချင်တဲ့အခါမျိုးမှာနော်ကလေးကိုသုံးမယ်ပေါ့ဒါဆိုတော့ဒီကြီးက really စက်ပတ်ပြမယ်နော် 私は負けるのが嫌いです。そのが、負けるのが、ショと、 သူ့မုံတာမုံတဲ့အကြောင်းအရာပါလေဒီရှိမှာဒီရှိရအကြောင်းအရာကိုအထူးပြုပြောခြင်းတဲ့အခါမျိုးမှာနော်ခါလေးကိုသုံးတယ်ဒါသူနဲ့ပတ်သက်ပြီးသူ့ရဲ့စိတ်ခံစားချက်ကိုသူပြောနေတာပေါ့နော်သူ့ရဲ့စိတ်ကထင်မြင်ချက်မုဆူမေဝါဒါဘဲရုနော်ကအိုဆိုယီဒက်စ်ဒီတမီးကပေါ့နော်ဒါဘဲရုနော်ကစားတာမှနှီးတယ်အစားနှီးတယ်ဆိုတာဒီတမီးရဲ့အတချက်အနေချက်လေးနော်အဲ့ဒါကိုကိုယ့်ရဲ့စိတ်ကထင်မြင်တာဟာငါတမီးကလေးစားတာနှီးလိုက်တာသူတကယ်ဟုတ်ချင်မှလည်းဟုတ်မယ်သူ့စိတ်ထဲမှာနှီးတယ်လို့ထင်တာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဒါမှမဟုတ်ရင်ကောင်မလေးရဲ့တကယ်နှီးရလေးဖြစ်နိုင်တယ်ပေါ့နော်အဲ့ဒီကောင်မလေးရဲ့ကိုယ့် ကိုသွေးပုံစံသူ့ရဲ့အားသက်ချက်အားနည်းချက်ကိုပြောချင်တဲ့အခါမျိုးမှာဒီနော်ကလေးတုံးနေပေါ့နောက်တစ်ခုခါရီဝါဥဆိုစခုနော်ကဟေဒါဒက်စ် ကောင်းလေးကတဲ့ဥဆိုစခုဥဆိုစခီဆိုရင်လူလိန်ကွာဥဆိုစခီမဆိုရင်လိန်ပြောတာအဲ့တော့လိန်ပြောတာမှာညံ့နေကောင်းလေးနဲ့ပတ်သက်တဲ့ကောင်းလေးရဲ့အကြီးအသွေးကိုသူပြောနေတယ်ပေါ့ အဲ့တော့နော်ကားဒီကိုကြီးကိုသွေးကိုပြောတာများတယ်တစုံတစ်ခုကိုလှုပ်ရတာကြိုက်တာမကြိုက်ဘူးအားနေရင်အားသားတယ်လွယ်တာခက်တာဆက်သဖြင့်ကိုယ့်ရဲ့စိတ်ကထင်မြင်ချက်တွေမှာပြောချင်တဲ့ခါမျိုးမှာနော်ကားလေးကိုသုံးမယ်သူ့ရဲ့ရှိကစာချောင်းကိုအထုပြုတယ်ပေါ့နောက်ဆုံးတစ်ခုကနော်အုပ် နော်လို့နော်အိုလေးကလွယ်တယ်လောရက်တည်းအဖြစ်ချက်တည်းအကြောင်းကိုပြောတာသူကတော့တခုခုလောရက်ခုခုလုံနေတာကိုကိုကိုတိုင်းမြင်တာလည်းဖြစ်ချင်းဖြစ်မယ်အခြားသူကမြင်တာလည်းဖြစ်ချင်းဖြစ်မယ်ဒါမှမဟုတ်ရင်ကြားတာလည်းဖြစ်ချင်းဖြစ်မယ်မိသွားတာလည်းဖြစ်ချင်းဖြစ်မယ်သိတာလည်းဖြစ်ချင်းဖြစ်မယ်ပေါ့နော်အဲ့လိုမျိုးသူ့ရဲ့နောက်မှာတော့ birthday ပဲလိုက်တာများတယ်နော်အိုရဲ့နောက်မှာ birthday ပဲလိုက်တာတခုခုလုံဖို့နောက်မှာဒီလိုမျိုးဖြစ်သွားခဲ့ပေါ့နော်သူ့ရဲ့ရှေ့ကလောရက်တည်းအဖြစ်ချက်တည်းအကြောင်းကိုပြောချင်တဲ့ခါမျိုးမှာနော်အိုလေးကိုသုံးတဲ့ rainy session ပြမယ်သူ့ရဲ့ရှေ့မှာတော့အားလုံးဒီ plain form တွေပဲလိုက်တယ် で、まず、卵を買うのを忘れました。卵を買う。で、 ချက်ဥဝဲဖို့ကိုသူမေးခဲ့တယ်။လောက်ရမဲ့အလုတ်ကြီးကိုသူ့ရဲ့လောက်ရက်ကြီးကိုပြောနေတာဒီလောက်ရမဲ့အလုတ်ကြီးကိုမေးခဲ့တယ်ပေါ့။နောက်တစ်ခုတာနာခဆန်ကခိုင်းရှာအိုရာမဲရုနော်ကိုရှိတယ်မတ်ကတာနာခဆန်ကကုမ္ပဏီကနေထွက်မှာကိုသိပြီလားသိသလားပေါ့။အဲ့တော့တာနာခဆန်ကုမ္ပဏီကနေထွက်မယ်ဆိုတဲ့အဖြစ်အပျက်ကြီးအဖြစ်အပျက်အကြောင်းအဓိကထားပြောနေတာအရာကိုသိလားပေါ့။နောက်တစ်ခုစကွဲနော်ခါဂီယိုခါခဲရုနော်ဝါဆိုတယ်မတ်တာဒါဆိုရင်လည်းဒီရှေ့ကစကြောင်းကြီးဒီရှေ့ကဆက်နက်ကြီးကိုမေး ရဲ့သူ့ရဲ့အဖြစ်ပြက်ကြီးလောက်ရဲ့ကြီးပေါ့နော်အဲ့တော့နောအိုဒီရှေးကစကြောင်းရှေးကသူ့ရဲ့ရှေ့မှာလောက်ရဲ့တဲ့အဖြစ်ပြက်တဲ့အကြောင်းကိုပြောတာဖြစ်တယ်နောက်မှာတော့မြတ်တော်အဖြစ်တော့ဝါစုတဲမရှိတာတော့ရှိတဲ့ image တို့အာအဲ့ဒါမျိုးတွေလိုက်တာများတယ် and form မှာတော့ပေါ့နော်ကောကအသေးစိတ်တရားမှတ်ချင်ရင်တော့နော်အိုဒီလောက်ရတဲ့အဖြစ်ပြက်တွေအကြောင်း ပြောတာတခြားသူတွေရောလောက်တာကိုမြင်လာလေးဖြစ်ခြင်းဖြစ်မယ်ကြားလာလေးဖြစ်ခြင်းဖြစ်မယ်ဒါမှမဟုတ်ကိုကိုယ်တိုင်လောက်ဖို့မိတော်တာမျိုးလေးဖြစ်ခြင်းဖြစ်မယ်တိတာလေးဖြစ်ခြင်းဖြစ်မယ်ပေါ့ အဲ့ဒါဆိုရင်နော်ဝနော်ကနော်အိုလေးကိုအချုပ်ပြန်ပြောရရင်နော်ဝဒီ တတိတခြားပြောရဲဆာဆန်ဆန် statement ဆန်ဆန်ဖော်ပြချက်တွေမှာသုံးပြီးတော့နောက်မှာ agent ခုနှစ်လုံးပဲလိုက်တယ်။ no oh no ga di no ga ကတော့ဒီသူဒီရှေ့ရစာကြောင်းကိုအထူးပြုတာဖြစ်ပြီးတော့အာသာချက်တွေအားနည်းချက်တွေလွယ်တာခက်တာကြိုက်တာပြောချင်တာတော့ကိုကြီးကိုသွေးတွေအကြောင်းကိုပြောချင်တယ်အခါမျိုးစိတ်ကထင်မြင်ချက်တွေပြောချင်တဲ့အခါမျိုးမှာ no ga လေးကိုသုံးမယ်။ no လေးကတော့လောက်ရက်တွေအဖြစ်ချက်တွေကိုတိတာမြင်တာကြားတာမေ့တာစသဖြင့်အဲ့လိုမျိုးဟာတွေကိုပြောတာများတယ်ပေါ့။ဒါဆိုရင်ဝတ္တရှိက no wa no ga no o လေးကိုထပ်ပြီးတော့ဒီဘက်မှာ မြင်သာအောင်ထပ်ပြီးတော့ ray ၃ချောင်းလေးနဲ့ထပ်ပြောပြချင်သေးတယ်ဒီ ray ကလည်းတူတူလေးတွေပဲပေးထားတယ်ပေါ့နော်ဘာလို့လဲဆိုတော့ပုံမြင်သာစေချင်လို့ဒီမှာဆိုရင်ဟာရှိရုနော်ဝခန်ခိုနီအီဒက်စ်ဟာရှိရုဆိုတာပြေးတာကွာပြေးတာကကျမကြီးအတွက်ကောင်းတယ်ဒီပြေးခြင်းဆိုတဲ့အကြောင်းအရာကြီးရဲ့အာ ကို statement ဆန်ဆန်ဆဆန်ဆန်ဖော်ပြလိုက်တာလေပြီးတာကကျမကြီးအတွက်ကောင်းတယ်လေအတီးရစားတာကကျမကြီးအတွက်ကောင်းတယ်လေဒီပြေးချင်းဆိုတာကြီးကိုပဲတိတ်ချဖော်ပြတာသူဒီနောက်ကဒီစာကြောင်းကြီးကိုအထူးပြုတာပေါ့နော်နောက်ကစာကြောင်းကိုအထူးပြုပြောတာအဲ့လိုမျိုးအခါမျိုးမှာဆိုလို့ရှိရင်ဒီ novel လေးကိုသုံးမယ်ပေါ့ဒီမှာဆိုလို့ရှိရင် e does ဆိုပြီးတော့ပါတယ်ပေါ့နော် adjective ခုနကခုနလုံးမဟုတ်ဘဲနဲ့ဒီလိုမျိုးဟာမျိုးကြီးလေးတွေ့တတ်တယ်ပေါ့ and form မှာတော့ဟိုခုနှစ်လုံးကိုပဲသုံးတာများပါလိမ့်မယ်နောက်တစ်ခု hashiro no ga sukidas ကျွန်တော်ကဒီဟာလောက်ရတာကိုကြိုက်တယ်ဒါဆိုရင်ဒါကိုနဲ့သက်ဆိုင်တာကြိုက်တာမကြိုက်ဘူးကိုယ့်ရဲ့စိတ်ကထင်မြင်တာပြီးရင်ကိုကြီးကိုသွေးစသဖြင့်ပေါ့နော်စိတ်ကထင်မြင်ချက်တွေကိုကြီးကိုသွေးတွေကြိုက်တယ်မကြိုက်ဘူးအားသာတယ်အားနည်းတယ်ဆိုတဲ့ဟာမျိုးတွေဆိုရင်နော်ကားနဲ့သုံးမယ်လို့ပြောခဲ့တယ်လေနော်နောက်တစ်ခုခါတွေက hashiro no o mimashita ကောင်လေးကဒီပြေးတာကိုမိမရှတာတွေ့ခဲ့တယ်ဒီကောင်လေးပြေးတာကိုသူမြင်ခဲ့တာဗောနော်သူပြေးတယ်ဆိုတော့ဒီလောက်ရက်ကြီးအဖြစ်ပြက်ကြီးကိုသူမြင်ခဲ့တယ်အဲ့တော့နော်အိုးရဲ့ရှိသည့်လောက်ရက်ဒီအဖြစ်ပြက်တွေအကြောင်းကိုပြောချင်းသုံးမယ်နော်ကဒီကြိုက်တယ်မကြိုက်ဘူးသဘောကျတယ်မကြဘူးလွဲတယ်ခတ်တယ်စသဖြင့်ကိုကြီးကိုသူကိုပြောတဲ့အခါမျိုးမှာသုံးပြီးတော့နော်ကဒီ sensation statement sensation ဖော်ပြချက်တွေမှာသုံးနေပေါ့ဒီလိုလေးမှတ်ထားရင်ရပါပြီအဲ့တော့ဟိုတရှိဒီခုထပ်ပြောချင်တာကနော်ကနော်ကနော်အိုးအပြင်နောက်ထပ်နော်ဂျဲနော်နီဆိုပြီးထပ်လာအောင်မှာအဲ့ inform มาပေါ့เนาะအဲ့ဒါ ਈ ਨੇ ပတ်သက်ပြီးတော့တခုတဲတစုတစည်းတဲ့ရှင်းပြထားတဲ့ဗီဒီယိုလေးကိုဝတ္တရှိရဲ့ဒီ YouTube မှာအရင်ကနေကဒီဆနလပိုင်းမတိုင်ခင်ကတင်ထားပေးတယ်ပေါ့နော်ဆောင်းပွဲမှာအဆင်ပြေဖို့မှတ်ရလွယ်ဖို့ပေါ့အဲ့ဒါကတော့အချုပ်ပြောတော့တာဖြစ်တဲ့ကြောင့်မလို့ဒီလောက်ထိလဲဒီလောက်ထိတော့ကျေပြန့်ချင်မှာကျေပြန့်လိမ့်မယ်ညတော်အဖြစ်တော့ဆောင်းပွဲနာနေရဲ့လူတွေအတွက်ပို့ပြီးတော့အသုံးဝင်မယ်ပေါ့အဲ့ဒါလေးတစ်ချက်တော့ကြည့်လို့ရတယ်ဆိုတာလေးကိုဒီမှာပြောချင်တာပါကဲအဲ့တော့မင်းမင်းဆန်တို့ကတစ်ခေါက်နဲ့နားမလာရင်မလဲဘူးဆိုရင်တော့နှစ်ခေါက်တော့နားထောင်ပေါ့နော် နားထောင်ပြီးထုံးစံနိုင်မယ် test ကိုသွားကြိုင်မယ်စဖက်ကြမယ်ပေါ့ဒီလောက်ဆိုရင်တော့အားလုံးကြအဆင်ပြေမယ်လို့ညွှန်လင်းပါတယ်ကြမင်းနဆန်အော်စကာရဲ့ဆမတ်ဒေးစတာမာတာနေဘိုင်ဘိုင်အိုယာဆူမီ